Hello guys အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့မှာ randomly pick a cup ပေါ့เนาะကျွန်မအာဘာအကြောင်းရဘာအကြောင်းရလို့တော့ကျွန်မမစဉ်းစားထားပဲနဲ့ pie pick a cup လောက်လိုက်တယ်ပေါ့เนาะကျွန်မဒီ shuffle လောက်လိုက်တဲ့ခါမှာ guidance message ရလာတယ်ပေါ့เนาะ AJ ကနေတဆင်ပေါ့เนาะအဆောင်လျှောက်တွေကနေတဆင်ကျွန်မတို့တွေပေါ့เนาะအဲကျွန်မနဲ့အခု collective လေးပေါ့ energy ကြီးမဲ့လူတွေအတွက်အာ အဆောင်ရှောက်တည်းရဲ့နေလန်းညွန့်ချက်ပေါ့နော်။လန်းညွန့်ချက်ရလာတဲ့ဆိုချင်ညာကျမအထားလေးကိုပြောပြပေးမယ်နော်။အားလုံးပထမဆုံးပေါ့နော်ကျမတို့တွေဒီမှာငွေရေးချင်းလေးတွေကို အဆင်ပြေလာတာမျိုးပေါ့နော်တဲယောက်ကပေးလာတာမျိုးရလာတာမျိုးလေးကိုကျမတို့တွေ့ရတယ်။အဲနောက်တစ်ခုကကျတော့ကျမတို့ငွေကြေးတွေပေါ့နော်ဒါကလည်းကိုယ်ကရလာတယ်ဒါကတစုံတစ်ယောက်ကပေးလာတယ်ပေါ့နော်ကျမတို့ကိုငွေကြေးလေးတွေပေးလာတာရတာမျိုးငွေကြေးလေးတွေအဲလက်စုပ်လက်ကင်မျိုးပေါ့နော်ကိုယ်စီမှာရှိလာတာမျိုးပေါ့ပိုင်ဆိုင်ရတာမျိုးလေးတွေတွေ့ရတယ်။နော်ပြီးရင်မိသားစုနဲ့အတူတူအေးအေးချမ်းချမ်းနေရတာမျိုးလေးတွေတွေ့ရတယ်။ အဲ့ဒါကအဲကျမတို့ပေါ့နော်ကံတရားကကျမတို့အစင်ငွေကြီးအစင်မပြေခဲ့တဲ့လူတွေအတွက်ပေါ့နော်တပတ်လည်လာတယ်လို့အမ်ပြောလို့ရတယ်ပေါ့နော်ဒါကကျမတို့ကိုဆောင်းလျှောက်တရားပေးခြင်းတဲ့မစီဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဗောနော်အဲဒီမှာငွေကြီးအခက်ခဲဖြစ်နေတဲ့သူတွေဗောနော်ငွေကြီးခက်ခဲဖြစ်နေတဲ့သူတွေကကြတော့တဲ့နော်အဲတရားထိုင်တာမျိုးလေးဗောနော်တရားထိုင်တာမျိုးလေးတွေသက်ဆိုင်ရာဘာသာရေးအလိုက် အန်တရားထိုင်တာမျိုးလေးတွေကိုလှုပ်ပေးရမယ်။ဗုဒ္ဓဘာသာဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာအလျောက်တရားထိုင်တာပေါ့နော်တကယ်လို့ဘာသာပြားချားဖြစ်နေတယ်ဆိုလို့ရှိရင်လည်းအဲဒီတီးလုံးလေးတွေပေါ့နော် sleeping sound လို့မျိုးလေးတွေ meditation sound လို့မျိုးတီးလုံးလေးတွေနဲ့ကိုယ်စိတ်ကိုညင်အောင်ပေါ့နော်အဲယောဂကျင့်တယ်လို့မျိုးပေါ့အဲ့လိုမျိုးစိတ်ညင်အောင်လုပ်ပြီးတော့မှကိုယ့်ရဲ့အတွေးအသည့်အကြံအသစ်တွေပေါ့နော်အပွင့်လန်းလာအောင်လုပ်ရမယ်လို့အဲကျမတို့ ပြောထားတယ်ပေါ့နော်ဆောင်းရှောက်တည်းရပြောထားတယ်အဲနောက်တစ်ခုကကြတော့ပေါ့နော်တကယ်လို့အချိန်လဲရတယ်ပေါ့အဆင်ပြေတဲ့လူတွေကတော့တဲ့အဲ့လိုမျိုးရေရှိတဲ့နေရာတွေသွားတာပေါ့နော်ရာသီဥတုလည်းခုချိန်ပူနေရေရှိတဲ့နေရာလေးတွေအဲသွားတာမျိုးစိတ်အေးချမ်းသာအောင်ပေါ့နော်ကိုကိုကို relax လုပ်တာမျိုးရေရှိတဲ့နေရာလေးတွေသွားတာမျိုးကကိုယ့်ရဲ့ energy ကိုပြည့်စေတယ်음 healing ဖြစ်တယ်ပေါ့နော်စိတ်မှာခံစားနေရတဲ့ဝေဒနာတွေတတ်တာနိုင်နေပေါ့နော်အဲ့လိုမျိုးပြောထားတယ် အဓိကကတော့ကျမတို့တရားထိုင်တာမျိုးပေါ့နော် meditation လုပ်တာမျိုးကိုလုပ်ဖို့ရအောင်ပြောထားတယ်နော်နောက်တစ်ခုကကျတော့အခက်အခဲတွေကြုံတွေ့နေရတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေပေါ့နော်မမြင်နိုင်တဲ့အရာတွေဖုံးကွယ်နေတာပေါ့နော်ဥမာကိုကကံမကောင်းနေတဲ့အချိန်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရှိမှာအခက်ခဲပဲဖြစ်ဖြစ်ပေါ့တစုံတစ်ခုပဲဖြစ်ဖြစ်ရှိနေရဆိုလို့ရှိရင်ဘေးလူကမြင်နိုင်တယ်တခြားသူကမြင်နိုင်တယ်ကိုကအဲ့ဒီအရာကိုကြိုးမမြင်နိုင်ဘူးဥပမာလုပ်ငန်းဆိုလို့ရှိရင်လည်းကိုက ီလိုလုံးလိုက်မှားမယ်ပေါ့ဒီဘာပဲဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ကိုကမှားမယ်အစင်မပြေနိုင်ဘူးဆိုတဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေပါဆိုကိုကကြုံမမြင်နိုင်ဘူးကို့မှာဒီမှာပေါ့နော်အမြင်အာယုံတွေအမ်ဖုံးလွှမ်းနေအမ်ပိတ်ဆို့နေပေါ့နော်ကံကြမ္မာကံကြမ္မာကြောင့်ကံနေရတဲ့ကြောင့်မလို့ကိုကမမြင်နိုင်တဲ့အရာမျိုးတွေဖြစ်နေပေါ့အဲ့လိုမျိုးဆိုလို့ရှိရင် အစောကညီမပြောညီမပြောသလိုမျိုးပေါ့နော် meditation လုပ်ပြရတရားထိုင်ပြီးတာအစိတ်ငြိမ်အောင်လုပ်ပြရသမထဝိပဿနာလုပ်ပြရမျိုးလေးတွေအလုပ်ပါဆိုပြီးတော့မှအဆောင်ရှောက်တရားတိုက်တွန်းထားတာတွေ့တယ်ခရစ်ယာန်တို့ဘာလို့ဘာသာဝင်နေဆိုလို့ရှိရင်ပေါ့နော်မေတော်ကျောင်းကိုသွားတာမျိုးပေါ့မေတော်ကျောင်းမေတော်လာကျွန်မအဲ့လိုတိတ်ချာတော့မပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးသွားတာမျိုးဆူတောင်းတာမျိုးတွေလည်းလုပ်ပေးတဲ့နောက်တော့ဗုဒ္ဓဘာသာဝင်ဒီမှာဖြစ်မယ်ဆိုလို့ရှိရင်ပေါ့အမျိုးသမီးတွေက clear ဖြစ်တဲ့ energy ပေါ့နော်အဲတချို့တရားရေးပိုင်းအများအားလုံးနေတဲ့လူတွေရှိတယ်ပေါ့နော်နောက်ပြီးတော့တီလာရှင်တို့ပေါ့နော်အဲ့လိုမျိုးအမျိုးသမီးတွေတဲ့က energy clear ဖြစ်တဲ့လူတွေရှိမှသွားပြီးတော့မှအကြံဉာဏ်တောင်းတာမျိုးပေါ့နော်မေတ္တာတတ်ပေါ့အေးတတ်ကိုခိုးလုံတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလှုပ်ပေးတဲ့နဲ့ ဒါဆိုလို့ရှိရင်ပေါ့နော်ဟိုကိုမမမြင်မမြင်နိုင်တဲ့ကံတရားတွေပိတ်ဆို့နေရကိုအဆုံးဖြတ်ချက်တွေမှားရင်းနဲ့ဥစ္စာလမ်းပြောက်တဲ့အရာတွေကပြန်ပြီးတော့မှတိတ်မှလာနိုင်တယ်ဒီထက်မှာတော့မကောင်းတဲ့ကတ်ဆိုလို့တိတ်တော့မရှိဘူးပေါ့နော်အဲ့ဒါကဘာလဲဆိုဒီ5အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့ energy ပေါ့နော်တယောက်နဲ့တယောက် fight ရတာရန်ဖြစ်ရတာဒါမှမဟုတ်အပြိုင်ဆိုင်လှုပ်ရှားရတာပေါ့နော်အဲ့လိုအရာတွေမှာအဆင်ပြေဖို့လမ်းပြောင်းနေရာတွေကိုအဆင်ပြေဖို့ တရားထိုင်တာမျိုးအစောကပြောသလိုမျိုးတကယ်လို့သီလရှင်ဝတ်နိုင်တယ်ဆိုလို့ရှိရင်လည်းပေါ့နော်သီလရှင်ဝတ်တာမျိုးပေါ့အဲ့လိုမျိုးကိုကိုရိုင်းကအဲအဲ့ဒါမျိုးလေးအလုပ်ပေးသင့်တယ်လို့အစောက်ရှောက်နေပေါ့နော် guidance message ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျမပြောသလိုလုံလိုက်လို့ရှိလို့ရှိရင်ပေါ့နော်ပို့ပြီးတော့မှငွေကြေးလေးတွေစူးစမ်းငွေကြေးခက်ခဲဖြစ်နေရဆိုလို့ရှိရင်ငွေကြေးတွေစူးစမ်းမိတာမျိုး ငွေကြေးတွေလက်ဝဲပိုင်းဆိုင်ရရှိရမျိုးအေးချမ်းတာမျိုးပေါ့နော်အဲကောင်းတာလေးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒီထဲမှာတော့တော်တော်များများကတော့လေအဆင်ပြေလာဖို့ရှိတယ်ပေါ့နော်အခုချိန်မှာခက်ခဲကြုံနေရတဲ့လူတွေကလေအဆင်ပြေလာဖို့ရှိတယ်ဆိုတာမျိုးလေးတွေတော်တော်လေးတွေ့ရတယ်ပေါ့နော်ဒါကအာကံကောင်းရမယ့်အချိန်အဆင်ပြေရမယ့်အချိန်ရောက်လာပြီပေါ့နော်ကာလတော်တော်များများမှာအဲဒီထဲမှာကြီးရတဲ့ energy အရာဆိုလို့ရှိရင် နှစ်အပိုင်းခြားလောက်ထိကိုနှစ်နဲ့ချီပြီးစိတ်ညစ်နေရတဲ့သူတွေပါပေါ့နော်အဲ့လိုမျိုးတွေကကန့်ကောက်လာမယ်ပြီးသွားလို့ရှိရင်အရေတွေကတ်တာမျိုးပေါ့နော်ဖះအောင်ရေကတ်တာမျိုးရေလူရာမျိုးတောက်ရေသုံးရေလူပေးတာမျိုးပေါ့နော်အဲ့လိုမျိုးရေရေဓာတ်တွေရဲ့မေတ္တာတရားရဲ့ပေါ့ရေရှိတဲ့နေရာလေးတွေကိုသွားပြီးတော့မှ အာစိတ်ကိုဟီလင်းလောက်တာမျိုးစိတ်ချမ်းသာအောင်နေရမျိုးเนาะရေဓာတ်လည်းလိုတယ်အေးဓာတ်လည်းလိုတယ်ပေါ့เนาะအိုက်ဒီတရားထိုင်တာမျိုးတွေလည်းလုတ်လုတ်ဖို့လိုအပ်တယ်အာဆိုလို့ရှိရင်เนาะပိတ်ဆို့နေတဲ့ကန်ဒီပေါ့เนาะပွင့်လန်းလာလိမ့်မယ်ကန်ဒီပွင့်လန်းလာမယ်ညံနေကောင်းလာမယ်အထွေးခေါ်ဆုံးဖြတ်ချက်တွေမှန်လာမယ်ငွေကြေးတွေရလာမယ်ပေါ့เนาะအတော်တော်လေးကိုအဆင်ပြေဖို့ဟာလေးတွေ့ရပေါ့เนาะအဓိကတော့ကျွန်မပြောတယ် ဒီ agent message ပေးထားတဲ့ဟာလေးပေါ့နော်ဆောင်းလျှောက်တည်းကပြောထားတဲ့အရာလေးတွေကိုအဲလုတ်ပေးပါ လို့ပြောချင်တယ်ပေါ့နော်ဒါကဒီ reading ကိုကြည့်ရလူတွေပေါ့နော် energy ကိုက်မဲ့ collective လေးတွေအတွက်ပေါ့နော်ခက်ခဲဖြစ်နေရဆိုလို့ရှိရင်တော့မကြခင်မှာအဆင်ပြေလာလိမ့်မယ်။အင်းဒီကတော့သဆိုင်ရဘာသာရေးကိုလှုပ်ပေးပါ။ main ကလေးနဲ့ပတ်သက်တဲ့ energy တွေပေါ့နော်။သူတို့ရှိရ energy clear ဖြစ်တဲ့လူတွေရှိရအကြံဉာဏ်တောင်းမှာ အဲ့ဒီကဲလို့ဘာသာခြားဖြစ်နေခရစ်ယာန်တွေပိုင်းဖြစ်နေဆိုလို့ရှိရင်လည်းအမေတော်ကျောင်းကိုသွားတာမျိုးအဲ့လိုဖခင်ကျောင်းသွားတာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်ပြီးရမှလေစိတ်ကိုအေးချမ်းအောင်ပေါ့နော် အေးချမ်းအောင်အေးတက်ယူတဲ့ပုံစံမျိုးလေးတွေအဲ့လုပ်ပေးပါဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်ဆိုပြီးတော့ကျမအဲဒီအင်ဂျင်မက်ဆေ့ချ်ရလိုက်တယ်ပေါ့နော်အဆောင်လျှောက်ဒီစီကမက်ဆေ့ချ်ရလိုက်တယ်ဂိုင်းတဲ့မက်ဆေ့ချ်ရလိုက်တယ်ဒါတော့ကျမ randomly လောက်ထားတာပေါ့နော် randomly pick up ကလောက်ထားလိုက်တဲ့အချိန်မှာ ထင်မှဖဲနဲ့ပေါ့နော်ဒီ message တွေကျမရလာတာဖြစ်တယ်။အဲ့တော့ဒီကျမနဲ့အဲဆိုင်တဲ့သူတွေပေါ့နော်ကျမနဲ့သက်ဆိုင်တဲ့သူတွေကျမ retail ကြီးတဲ့လူတွေအတွက်ကျမပြန်ပြီးတော့မှအာ share ပေးလိုက်တာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။